လောကကြီးကစိတ်ပြည့်ဖွယ်ဖြစ်ပြီးစိတ်ထဲမှာ၆တွဲတွဲဖြစ်ပြီးလောကကြီးကိုညင်းငွေပြီးဘာလို့မှမသိလောက်အနေထားမျိုးတွေဖြစ်တဲ့အခါမျိုးမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဆင်ခြင်ပွားများလိုက်လို့ရှင်စိတ်အားတွေလန်းဆန်းပြီးတော့ပြန်တက်ကြွလာအဲ့ဒီအားတွေကိုယူပြီးတော့ပြန်ပြီးဆင်ခြင်သုံးသက်ဝိပဿနာထပ်ပြီးတော့ရှုတဲ့အခါမှာဉာဏ်စွမ်းတွေပို့ထက်လာတဲ့ဒီလိုနီးစနစ်တွေရှိတယ်ပေါ့ဒါတရားတွေ တို့ပွားလာအောင်လှုပ်လှုပ်ပြီးတော့ပေးကြရတဲ့ထဲမှာဗုဒ္ဓရဲ့ဂုဏ်တော်တွေမကြကနဆင်ញင်ပြီးကိုယ့်ကိုအားပေးတာဆင်းဒုက္ခရောက်တဲ့အခါမှာလည်းမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုဆင်ញင်ပြီးတော့ကိုယ့်ရဲ့ဒုက္ခဒုက္ခကိုချိတ်မိတ်ပြီးတော့ခံစားကြအဲဒီလိုမဟုတ်လို့ရှင်ကာယကဒုက္ခခံစားနေရတဲ့အချိန်မှာစေတသိကဒုက္ခလို့ခေါ်တဲ့မကျေနပ်မှုတွေစိတ်တူမှုတွေ ဒါရင်ဒေါသတွေကကိုယ့်ကိုလွှမ်းမိုးလာပြီဆိုတဲ့အခါမှာလူတွေမှာအ ਨੇ ဆုံးတော့ကိုယ့်ကိုပြောကြတယ်တေလိုက်ရင်ကောင်းတယ်တကယ်တော့မသေးခြင်းမှာမဟုတ်ပါဘူးเนาะတော့ဒုက္ခမခံနိုင်တဲ့အခါအဲ့ဒါမျိုးဖြစ်တယ်အဲ့လိုတေလိုက်ရင်ကောင်းမယ်လို့တွေးနေမဲ့အစားဩဒီလိုဒုက္ခတွေလွတ်မြောက်အောင်မြတ်စွာဘုရားကဟောတာပါလားဒါတဏှာတွေကဒုက္ခဆိုတာဒါပဲ